အနောက်ကဒီခက်ခက်ပြဲလိုကိုလေးကိုဘယ်လိုမျိုးဖြောက်ရမလဲဆိုတာကိုမတိကြတဲ့ရဲ့တွေအတွက်ကိုဒီဗီဒီယိုကနေပြီးတော့မှမျှဝေပေးချင်ပါတယ်။အားလုံးမင်္ဂလာပါ။ ဒီနေ့မှမင်းစင်ကဒီခပ်ခပ်နဲ့ပေါ့နော်ဗီဒီယိုလေးကိုဖန်တီးတယ်ဆိုတဲ့အခါမှာအနောက်ကဒီခပ်ခပ်ရဲ့ logo လေးကိုဘယ်လိုမျိုးဖျောက်ရမလဲဆိုတာကိုမသိကြတဲ့ရဲ့တွေအတွက်ကိုဒီဗီဒီယိုလေးကနေပြီးတော့မှမျှဝေပေးချင်ပါတယ်အဲဒီခပ်ခပ်ရဲ့ logo ဖျောက်တဲ့အခါမှာအရန်ကိုလွယ်ကူယူရှင်းနဲ့အဲကိုက setting ထဲမှာသွားပြီးတော့မှဖျောက်လိုက်မယ်ဆိုလို့ရှိရင်လည်းရတယ်လို့မျိုးအဲကိုပါနေကိုလည်းအများတန်းသတိလေးထားပြီးတော့မှဖျောက်ပေးမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့မင်းစင်ဒီရဲ့ video ထဲကနေပါပြောချင်လဲဆိုလို့ရှိရင် ကိုကခပ်ခပ်နဲ့ဗီဒီယိုတွေကို edit လုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ user ဒီ free user လားအာဒါမှမဟုတ် pro account user လားဆိုတာကိုတိကျသိဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့တချို့တွေတော်တော်များများက free user account ဖြစ်တယ်။ဒါပေမဲ့ဒီတချင်းတွေတုံးတဲ့အခါမှာ effect တွေတုံးတဲ့အခါမှာ fader တွေကိုတုံးတဲ့အခါမှာဒီပတ်စံပေးချရတဲ့အရာတွေကိုတွားပြီးတော့မှအသုံးပြုနေမိကြရပေါ့နော်။အဲ့လိုမျိုးအသုံးမပြုမိအောင်လို့ဆိုလို့ရှိရင်မိစင်တို့ ဒီ fader ဆိုလို့ရှိရင်လည်း fader ရဲ့ down လေးနားမှာ pro ဆိုတာလေးပေါ်တယ်တချို့အရာတွေကကြာလေအာ tarafu စိန်သုံးလေးပုံစံလိုမျိုးပေါ်တယ်ပေါ့နော်အဲ့ဒီအရာတွေကိုကိုကရှောင်ရှားပြီးတော့မှအသုံးပြုမယ်ဆိုလို့ရှိရင်ဒါကိုဗီဒီယိုတွေတိဖြတ်တာတွေလုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဗီဒီယိုကို export အနေနဲ့တမ်းပြီးတော့မှထုတ်လို့ရတယ်ပေါ့နော်တကယ်လို့ကိုကအာဒီရဲ့ pro ပါတဲ့အရာတွေကိုသွားပြီးအသုံးပြုလိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဗီဒီယိုကို ထုတ်လို့မရဘူးသူကနေပြီးတော့မှအာကိုကဘယ်ရဲ့ အာဘယ်လိုပြောမလဲပရိုဥစ္စာတွေကိုအသုံးပြုထားပါတယ်ဆိုတာကိုသူပြတယ်တချင်းမှာအသုံးပြုထားရဆိုလို့ရှိရင်တချင်းအသုံးပြုထားတယ်ဖေဒါအသုံးပြုထားရဆိုရင်ဖေဒါအသုံးပြုထားရဆိုပြီးတော့မှသူပြတယ်ပြီးရခါကြလို့ရှိရင်တော့ပရိုအကောင့်ကို join မှာဆိုပြီးတော့မှသူကပြတယ်ပေါ့နော်ဒါကြောင့်ဒီလိုမျိုးကိုကမဖြစ်ချင်ဘူးဆိုလို့ရှိရင်ကိုကဒီ free ပေးတဲ့အရာတွေကိုပဲတတိထားပြီးတော့မှအသုံးပြုပေးရပါမယ်နော်ကဲဒါဆိုလို့ရှိရင်တော့ cupcake ရဲ့ logo ဘယ်လိုမျိုးအလွယ်တကူဖျောက်လို့ရမလဲဆိုတာကိုမြေစင်းနဲ့တူတူသွားပြီးတော့မှလေ့လာကြည့်လိုက်ရအောင်နော် let's go င်လာပါအာဒီနေ့မာမီစင်ကခပ်ခဲရဲ့ဒီအနောက်ကလူကိုလေးဘယ်လိုမျိုးဖြောက်ရမလဲဆိုတာကိုပြပြပေးချင်ပါတယ်အဲကိုဗန်နီကိုမန်နျူရယ်နဲ့ဖြောက်မယ်ဆိုလို့ရှိရင်တော့ဒီမှာ new project တွေကိုဝင်မယ်ဥမာဆိုလို့ရှိရင်ကိုကဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်လိုက်ပြီပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင်ကိုကမန်နျူရယ်နဲ့ဖြောက်ချင်တယ်ဆိုလို့ရှိရင်တော့အမြဲတမ်းသတိထားပြီးတော့မှဖြောက်မှရမယ်ဒီအနောက်ကဟာလေးကိုမီစင်တို့တွေကဒီနောက်နားလေးမှာပေါ့နော်သူ့ကိုတစ်ချက်လောက်လေးဆက်လက်ထောက်လိုက်မယ် ထားလိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ delete နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ခက်ဖက်ရဲ့ logo ပျောက်သွားပြီတကယ်လို့အဲ့လိုမှမဟုတ်ဘူးဒီအနောက်ဟာမျိုးတွေပေါ်နေရမျိုးမလို့ချင်ဘူး September ခါရဲတွားပြီးဖျောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာမီဆိုတဲ့နောက်အကောင့်လေးထဲကိုမြင်းတို့တွေတစ်ချက်ပြင်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ setting ဆိုတာလေးရှိမယ်ပေါ့နော် ပြီးဒီမှာဆက်တင်လေးရှိမယ်ဒီဆက်တင်ထဲကိုတစ်ချက်ဝင်မယ်ဒီမှာ at default ending ဆိုတာလေးရှိတယ်ဒီမှာဆိုလို့ရှိရင်သူကဖွင့်တဲ့နေသားလေးဖြစ်နေတယ်အဲ့ဒါလေးကိုတစ်ချက်လောက်ပိတ်လိုက်မယ် discuss ဆိုပြီးနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီအနောက်က default ending ဆိုတာလေးကိုပြောက်သွားပြီပြောက်မပြောက်မီစေလို့ထပ်ဆန်းကြည့်ရအောင်ပေါ့နော် new project နှိပ်မယ်ဗီဒီယိုတစ်ခုရွေးပြီးတော့မှ add နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်အဲတွေ့လား ဒီအနောက်မှာ default ending ဆိုတာမျိုးလေးပါမလာတော့ဘောเนาะအဲ့တော့ဒီလိုပုံစံမျိုးနဲ့နောက်ကခက်ခက်ရဲ့ logo လေးဖျောက်ချင်နေဆိုလို့ရှင်တော့ဒီလိုပုံစံလေးအနေနဲ့ဖျောက်လို့ရတယ်ဒါကတော့မိစင်က pro user account ဝယ်ထားဖြစ်တဲ့အတွက်ကြောင့်လို့ဒီလိုနေရာမျိုးမှာ cap cap ဆိုတာလေးကပုံနေရာဖြစ်တယ်ဘောเนาะတကယ်လို့ free user သမားအနေနဲ့ဆိုလို့ရှင်ဒီနေရာမှာ cap cap နဲ့လောက်ထားရဲဆိုတော့ water match ကြီးကလည်းပါနေရာမျိုးကြီးရှိနေရဲ့ဘောเนาะအဲ့ဒီအရာကိုဖျောက်ချင်နေဆိုလို့ရှင်တော့မိစင်တို့က pro user ကိုအသုံးပြုမှပဲရပါမယ်เนาะ ဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကိုအလုံးသားတဲ့ဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။နားမလည်ရရှိရဲ့ဆိုလို့ရှိရင်မစဉ်ကိုအချိန်မီးလာပြီးမြင်လို့ရတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်။